အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးတတ်တဲ့အားလုံးမင်္ဂလာပါ။ Atletico Madrid နဲ့ Real Madrid ရဲ့ Madrid Derby ပွဲပေါ်လေဒီပွဲကိုကျွန်တော်ကြည့်ပြီးတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ Real Madrid အသင်းရဲ့ကစားပုံဟာတော်တော်ကိုဆူဆူဝါပဲဗျ။ဘာကြည့်လဲဆိုတော့ကျွန်တော်အဲ့ဒီပွဲတွေပွဲကောင်းနေပြီပဲဒါပေမဲ့မတွေ့ရကစားပုံအောင်ရှင်းတယ်ဂျာဗီလွန်ဆိုအသင်းကပွဲကိုမဆိုးမထားနိုင်ဘူး quick transition counter ဒါမှမဟုတ်ရှင်ရင် ဒါ one chance one goal ဒီလိုပုံစံပဲသူတို့ game ကိုစုံမထားပြီးပွဲကိုစုံမထားနိုင်တဲ့ဘောလုံး keep ထားနိုင်တဲ့ player တွေသူတို့မှာမရှိတဲ့ပြဿနာ Velvardi တကယ်ကောင်းတဲ့ကစားသမားဒါပေမဲ့ပွဲကိုစုံမထားနိုင်တဲ့သူမဟုတ်ဘူး Toni Kroos လိုမျိုး Luka Modric တို့လိုပွဲကိုတမ်ပိုတင်ချလုတ်ပေးမဲ့သူမဟုတ်ဘူးနောက်တစ်ဖက်က Aurelio Shawmani လည်းဒီတိုင်းပဲ defensive အားကောင်းတယ် Arda Güler ကတော့ attacking ကိုပိုအားကိုးရတယ်ဒါပေမဲ့ Real Madrid က ဂိမ်းတစ်ခုလုံးကိုထိမ့်ချုပ်ပြီးတော့ပွဲကိုဥဆောင်နိုင်မဲ့သူ မရှိတဲ့ပြဿနာကအာသူတို့ရဲ့အဓိကပဲအက်တလက်တီကိုမက်ဒရစ်ကအဲ့ပိုင်းမှာဒီနေ့ပိုကောင်းတဲ့အသင်းဒီနေ့ပွဲမှာအက်တလက်တီကိုမက်ဒရစ်ကဘက်တာတင်းဖြစ်တယ်ဒါပေမဲ့ရယ်မက်ဒရစ်ရဲ့2 chance to go ကသူတို့နည်းနည်းလေးတော့အသွားစီခဲ့တယ်ဒီနေ့ဂိမ်းကရယ်မက်ဒရစ်အသင်းကဘောလုံးတွေကင်ထားတယ် ကိုင်နေ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 ဒါပေမဲ့ဘာမှမဘလုံးမဲ့ကိုင်ထားတာရေမတွေ့ကဘလုံးဆိုကျွန်တော်တင်တော့70%လောက်ရှိမယ်63%ရှိတယ်ဒါပေမဲ့ majority ကိုအဓိက pressure ပေးပြီးတံပြန်ကောင်းတာတွေမှာ pressure ပေးနေတာအတီကိုတီကိုကပိုကောင်းနေဘလုံးရေမတွေ့ကိုင်နေကိုင်နေအစောပိုင်းတော့ကတော့50 50တိတ်မကွာတဲ့အချိန်မှာရေမတွေ့ကဘလုံးနေပေးကိုင်နေတဲ့အချိန်မှာ Atletico မတွေ့အသင်းကဘလုံးနေကိုင်တဲ့အချိန်မှာရေမတွေ့ကအမ Mbappe အလုံးဆိုရင်ဟိုဘက်ကတောင်းလျှောက်ဖိနေတာတခါလေးရအောင်ချန်တကူခိုးတယ်တခါ လန်ဒိုမန်တခါဘောင်းတိုင်ပါတဲ့အချိန်မှာဗင်နီရှစ်ဂျူနီယာဘောလုံးရတယ်အေဒီယာတွေကိုချပေးတယ်လို့တော်တော်ကောင်းတယ်အာဒါဂူလာသွင်းသွားတယ်ဆိုတော့ရယ်မက်ဒရစ်ရဲ့မိုးမန်ကအာဒါပဲဒါပေမဲ့အာဒါကလွယ်ရင်ဘာဂိမ်းပလန်မှမရှိဘူးဆိုတော့ဒီခါလေးကျတော့ကျွန်တော်ကာလိုအက်ချူလိုဒီထက်တောင်ဂျာပီအလွန်ဆိုကြည့်လို့ရှင်ဤပဲဤပဲနဲ့နိုင်တော့နိုင်နေတယ်ဗျာသူတို့အတင်းရဲ့ပုံစံကကောင်းတာတော့ကောင်းတယ်ဒါပေမဲ့ဘာလဲဆိုအဲ့တူးချင်း individual ဒါပေမဲ့အခုလောလောဆယ်မှာ finisher ကဒီနေ့အရင်မဆိုးလာဘူး ဒါပေမဲ့လည်းအရင်ကြီးလည်းသူမကောင်းဘူးအမ်ဘပေးလည်း quiet game ဖြစ်တယ် real madrid ကပွဲကိုအဲ့2-1ဖြစ်သွားတဲ့အချိန်မှာသူတို့မထိန်းချုပ်နိုင်တော့ဘူးဒီကောကတော့ရှင်းတယ်ဒါပွဲအစိုးရတဲ့ကသူတို့ julio simeoni နဲ့ဟိုဘက်က nico gonzalez နဲ့တောင်းမှာ wide position ကနေ cross it cross it ပို့တာ area တွေကိုတောင်းလျှောက်ပို့တာပြီးတော့သူတို့က griezmann ကိုအောက်ပြီးတော့ alassana salos ကိုထည့်တယ်သူထုံးပြဆုံးပြချက်မှန်တယ် ်ကိုရီးယားအေဗရက်စ်နဲ့ဆာလော့စ်ကိုတွေ့တယ်ဆာလော့စ်ကဘိုဒီတိုက်တယ်ခူတယ်ခေါင်းတိုက်ဖို့ကောင်းတယ်အရကရီးဒီနေ့ပွဲအဓိကသရဖြစ်တယ်ပထမပိုင်းမှာဂျူလီယိုနိုစီမီယိုနီရဲ့ခရော့စ်ကနေခေါင်းတိုက်ပြီးတော့လန်နိုမဲဥဆောင်ကိုတွင်းတယ်အဲ့ဂိုတွင်းထားပါရန်နဲ့ချက်ချင်းပဲဒါရီးမက်ဒရစ်အသင်းကတိတ်မကြဘူးကစားဖို့ကောင်းကောင်းနဲ့ပဲ7မိနစ်မှာပေးရပြီးတော့မှ25မိနစ်မှာအမ်ဘပ်ပေးသွင်းသွားတယ်အာတာကူလာပေးတယ်အဲ့လုံးကကောင်းနေပြတာလိချပေးတာ ဒီคลีมีลองเล่นเนี่ยแลนโดเมจาเรကိုฉะไปတယ်ไอสเปซကိုဖြတ်กันသွားတာအမသူ့အတွက်လာလီကာရှီကိုမြောက်ကိုသွေးပြီးတော့မှာไอ้ကနေမှာ36မှာတစ်ခါနောက်ထပ်တစ်ခါကောင်တာထပ်ပေါက်တယ်လန်နိုမဲအမာကနေ finish ရရတယ် finish ဖိတ်လိုက်တာเนาะ quality ပဲ back နဲ့လှည့်လိုက်ချိန်မှာနောက်ခံလူနှစ်ယောက်လုံးကြံခဲ့တယ်အဲ့ဒါကိုဟိုးအေရီယာထဲမှာနောက်ထဲကို late run ကရောက်လာတယ်အာရာဂူလာကိုချပေးတာသူလည်း first time ကန်တာ ရာအော်ဘလက်လုံးဝမတက်တာအော်ဘလက်ပေးလိုက်ရတဲ့နှလုံးကသူတက်ကိုမတက်တာတကယ်ကောင်းတယ်ဒါပေမဲ့ဒီကိုအိဘာဖြစ်လဲဆိုဆက်ပီစီဆက်ပီစီဆက်ပီစီကိုဒါတော့သူတို့တောင်းကံပေါ်တလုံးကံသေးတယ်လန်ဂလက်ရဲ့လက်ထီသွားလို့သူတို့ကိုမရပါပဲပထမပိုင်းပြီးကြတယ်မှာခိုခေကဒါဘယ်လိုပြောမလဲရီယယ်မက်ဒရစ်စင်တာဘက်နှစ်ယောက်ကြားတဲ့ကနေဖြတ်တိုက်ပြီးတော့ ဒါဘယ်လိုပြောမလဲ cookie ပို့တဲ့လုံးကို salad ခေါင်းတိုက်ပြီးတော့တူးတူးဖြစ်တယ်ဒုတိယပိုင်း all about ကတော့ real madrid test စာရင် atletico madrid ကပို့ပြီးတော့ hanger ပို့ဖြစ်တယ်အဲ့ကနေမှစဒါဘယ်လိုပြောမလဲဒုတိယပိုင်းမှာသူတို့ goal ပေးလိုက်ရတယ်60-50မိနစ်မှာ julian everest ကကျွန်တော်ထင်တော့ nico gonzalez ထင်တယ်အဲ့မှာဘယ်လိုပြောမလဲဆိုတော့6ရောက်ကအာတာဂူလာက6ရောက်ကိုမြှောက်လိုက်တဲ့အချိန်မှာ follow through ဖြစ်သွားတယ်အဲ့ follow through ဖြစ်တဲ့အချိန်မှာ န်တီပေးရတယ်အဲ့ပန်တီကိုဟူလီယန်ကတီတီကျင်းနဲ့ကန်သွင်းတယ်နောက်သိမ့်မကြဘူး61မှာ50ပြီးမှာပန်တီသွင်းပြီးတော့63မှာပန်တီ free kick ထက်ရတယ် area ထိမှာအဲ့ free kick ကိုဟူလီယန် Everest ကထပ်ပြီးသွင်းတယ်ဒါ Everest ကအခု Real Madrid ဘက်ကိုတိုက်ရိုက် free kick သွင်းတာ La Liga မှာဆိုရင်ဒါအခုလက်ရှိမှာဒါထပ်ပြီးသွင်းတဲ့ထက်မှာဆိုရင်အခု Messi ရဲ့နောက်ပိုင်းမှာနောက်ထပ်ကစားမဖြစ်တဲ့ ူလီယန်အဗက်စ်ကဟိုတနေ့တုန်းကသူ၃ဂိုးအတွင်းနဲ့ရီယိုဗာလကန်တို့နဲ့ဒါဘီမှာ၃ဂိုးအခုမတွင်းနဲ့ရီယယ်မတွင်းနဲ့မတွင်းဒါဘီမှာနောက်ထပ်၃ဂိုးအတွင်းနဲ့သူနှစ်ပွဲမှာ၅ဂိုးအတွင်းနဲ့နောက်ပွဲပီကန်ဒီမှာလူစားဝင်လာတဲ့အန်ထရန်ဂရီစမန်ကနောက်ထပ်လက်ဂိုးလေးပေါ့လေဖြတ်ပြီးတော့နောက်ကဖြတ်ထွက်ပြီးတော့တွင်းသွားဂရီစမန်ဆိုဂိုးမတွင်းတာကြားလာပြီ၂၂ပွဲထင်တယ်ဒါသူ့အတွက်လည်းဒီနေ့ဂိုးပေါက်ပြောက်တယ်တော့ရီယယ်မတွင်း point of view ကိုကြည့်လို့ရှိရင်ရီယယ်မတွင်းမှာ view ဟာမမေရရမရှိဘူးသလားဂျာဗီလိုဆိုတဲ့ကျွန်တော်ခုနပြောသလိုဘလုံးကိုထိ ंछ ုံနိုင်တဲ့ပွဲကိုစုံမထားနိုင်တဲ့ အရင်သွေးမြင့်တဲ့ quality player မရှိဘူးသူတို့မှာ war rate အားလုံအားကောင်းတဲ့ကစားသမားတွေသူတို့ဘောလုံးကိုမြင်းမြန်ဆန်းဆန်းပေးမယ် transition တွေကိုအားကိုမယ်သူတို့တိုက်ကအဲ့လိုပုံစံမျိုးဂျာဗီလွန်ဆိုကကျတော့အရင်တော့ကသူက two level ကိုဆင်အောင်အဲ့လိုမျိုးမဘောလုံးတွေကိုထိန်းချုပ်ထားတဲ့အသင်းဒါပေမဲ့ different က real madrid မှာသူလိုချင်တဲ့တိုက်မရှိဘူးဒီနေ့ဆိုရင်ဂျူပါလင်ကန်ကစားတာပဲဒါပေမဲ့ atletico madrid ကဒီနေ့ပို့ပြီးတော့ပွဲကိုပို့ထိန်းချုပ်ပြီးတော့ပွဲကိုဒါကောင်းကောင်းဆုံးဆုံးဖြတ်ပြီးတဲ့ atletico madrid ရဲ့ကွင်းလယ်ကဒါဘယ်လိုပြောမလဲဆိုတော့ ဟို Pablo Varias နဲ့ Cookie တော်တော်လေးအလုပ်ဖြစ်ပြီးတော့အဆုံးသက်မှာ Tico က5-2နဲ့ Madrid ကို La Real Madrid ကို5ပြတ်နဲ့နိုင်တာဒီလိုမျိုး5ပြတ်နိုင်တာကြာပြီဗောလေ5-2နဲ့5ပြတ်နိုင်ခဲ့တာဘာလို့ကြီးတူပါလဲ